အားလုံးပဲမင်္ဂလာပါဒီကနေ့အောင်မျိုး YouTube Channel ကနေတဖန်ညီကိုများတဲ့ကို ချူဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်အောင်မျိုးကနေအရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုနဲ့လာရောက်၍ညွှန်ဝေပေးချင်ပါတယ်ဒီအကြောင်းအရာလေးကိုမပြောခင်ကျွန်တော်ရအကောင့်လေးကို subscribe လောက်တော့ပြပါကျွန်တော်ကနေ့စဉ်နဲ့အမျှအတိတ်အတိတ်တော့ တည်တင်းအချက်လက်တွေကိုဝေမျှသွားပြတဲ့အောင်မြင်ဥပဲဖြစ်ပါတယ်။ဒီကနေ့မှာကျွန်တော်ပြောသွားခြင်းတဲ့အကြောင်းအရာလေးတစ်ခုကတော့အခုထိုင်းနိုင်ငံမှာအလွန်ကိုအရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုနဲ့လာရောက်ရမျှဝေပေးခြင်းပါတယ်။အခုဒီကနေ့ရအဖြစ်အပျက်လေးပေါ့နော်ကျွန်တော်လာရောက်ရမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုတော့ရေကြီးခြင်းနဲ့အေးခဲခြင်းဖြစ်တယ် ီအကြောင်းအရာနှစ်ခုနဲ့ကျွန်တော်လာရောက်ရမျှဝေပေးခြင်းပါတယ်ပထမတစ်ချက်ကရေကြီးနဲ့ရေကြီးခြင်းနဲ့ပတ်သက်ပြီးကျွန်တော်အရင်ဦးဆုံးဝေမျှသွားမှာဖြစ်တယ်အခု social media တုံးတဲ့သူတွေအများအပြားကတော့တီးကြမှာဖြစ်တယ်ဒီအကြောင်းအရာလေးက online ပေါ်မှာလည်းမြောက်များစွာပေါ်မှာဖြစ်တယ်ထိုင်းတည်င်းတွေမှာလည်းနေစနေမျှထုတ်လွှင့်မှာဖြစ်တယ် ထုတ်လွှင့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်။ဘာလို့လဲဆိုတော့ဒီအကြောင်းအရာလေးကအလွန်ကိုအရေးကြီးတယ်။အလွန်ကိုကြောက်စရာကောင်းတဲ့အရာလည်းဖြစ်တယ်။ဘာလဲဆိုတော့အခုထိုင်းနိုင်ငံတောင်ပိုင်းဟတ်ဟိုင်မြို့နယ်မှာအလွန်ကိုဆိုးရွားတဲ့အကြောင်းအရာလေးတစ်ခုဖြစ်တယ်။ဝန်နေဖို့ကောင်းတဲ့အကြောင်းအရာလေးတစ်ခုလည်းဖြစ်တယ်။ဘာလဲဆိုတော့အခုရေအလွန်ကြီးတယ်။ ရေဘလောက်ကြီးလဲဆိုတော့တွာလာရေအတွက်တော့မှအတော်လေးကိုခက်ခဲတယ်ကားတို့ဆိုင်ကယ်တို့မပြောနဲ့လင်းပြန်တော့မှခက်ခဲတယ်ရက်ပုံနေရမရှိအောင်ရေတော့ပြည့်ပဲရေတော့တော့ပြည့်ရှံတယ်ရေတွေပဲဘာမှလုပ်လို့မရအောင်ဒီရေတွေကကျွန်တော်ရဲ့ဒီအနောက်ဘက် background ရဲ့ပုံလေးပေါ့ကြည့်ကြည့် အဲ့ဒီဒါဒီအနောက်က background ရဲ့ပုံတွေကအဲ့ဒါကဒီဟတ်ဟိုင်မျိုးနေမှာ ဖြစ်တဲ့အဖြစ်အပျက်ပေါ့နော်အလုံးကိုဆိုးရွားတယ်အလုံးကိုခက်ခဲတာဖြစ်တယ်ဘလို့မှလုံလုံမရအောင်အခုဒီကနေ့24ရက်နေ့17လပိုင်း2025မှာဒီကနေ့ပဲနော်ထိုင်းနိုင်ငံရဲ့ဒီ ဟတ်ဟိုက်ပြည်နယ်ကိုအုပ်ချုပ်တဲ့အာအုပ်ချုပ်ရေးမှူးကပေါ့နော်သူကပါကိုထုတ်လိုက်တယ်ဆိုတော့အကြောင်းအရာလေးအစ်တစ်ခုကသူထုတ်ဖော်လိုက်တယ်အမိတ်စာတစ်ခုကိုသူထုတ်လိုက်တယ်ဒီကနေ့ညနေ၄နာရီအတွင်းပေးလွတ်တဲ့နေရာကိုရွှေ့တော်ပေးကြပါလို့ဝင်ကြီးချုပ်ကပြောလိုက်တယ် အလွန်ကိုကြောက်ဖို့ကောင်းတယ်အလွန်ကိုဆိုးရွားတယ်အလွန်ကိုအနေရများတဲ့အချိန်ဖြစ်တယ်ဝန်နေစရာလည်းကောင်းတယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအဲ့ဒီဟတ်ဟိုင်မြို့နယ်မှာ အများကြီးရှိတယ်ကျွန်တော်ရဲ့မြန်မာနိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်ပြောချင်တယ်အမြန်ဆုံးရွှေ့ပါအမြန်ဆုံးပြောင်းပါ ဘေးလွတ်တဲ့နေရာကိုအမြန်ဆုံးရွှေ့သွားပေးပါရေကမိုးကလည်းမတိတ်ဘူးရေကလည်းတက်ထက်တလက်တက်နေတယ်တရက်ထက်တရက်တော့မပြုံးတော့တနာရီနဲ့တနာရီရေကတက်နေပြီအမြန်ဆုံးရွှေ့ပါအမြန်ဆုံးပြောင်းပါဘေးလွတ်တဲ့နေရာကိုအမြန်ဆုံးရွှေ့သွားပေးပါအဲ့ဒါကနံပါတ်၁တစ်ချက်ကျွန်တော်ပြောရှင်းတယ်နံပါတ်၂တစ်ချက်နံပါတ်2တစ်ချက်မှာဆိုရင်အခုထိုင်းနိုင်ငံ ောကနာကတောင်ပိုင်းမှာဖြစ်တဲ့အဖြစ်ပြက်ရေကြီးခြင်းအခုမြောက်ပိုင်းမှာဖြစ်တဲ့အဖြစ်ပြက်ကျွန်တော်ပြောပြမယ်တောင်ပိုင်းမှာရေကြီးတာမြောက်ပိုင်းမှာကျွန်တော်အေးခဲတယ်အဲ့ဒီမြောက်ပိုင်းရဲ့တောင်ပေါ်မှာကြည့်လိုက်ကျွန်တော်ရဲ့တရားနောက်ဘက်က background ပုံကိုကြည့်လိုက်တစ်ဖက်ကတောင်ပိုင်းတစ်ဖက်ကမြောက်ပိုင်းကိုကြည့်ကြည့်ကျွန်တော် background ပုံကအဲ့ဒီပုံကအလကားကြီးပြတာမဟုတ်ဘူးကျွန်တော်ရအောင်ပကရောင်အကာထားတာမဟုတ်ဘူးတိစီချင်းလို့တွေ့စီချင်းလို့ အလွန်ကအရေးကြီးတာဖြစ်တယ်ကြည့်ကြည့်လိုက်ပါတိရွက်ပေါ်မှာအခဲတွေဖြစ်ကုန်ပြီခဲကုန်ပြီဘယ်လောက်ထိအေးလဲဘကောင်မြုပ်တော်မှန်တော့မင်းညတော်မှကျွန်တော်ကအဲ့23ရင်းညတော်အမတယောက်နဲ့ကျွန်တော်ရဲ့အမတယောက်နဲ့ကျွန်တော်စကားပြောဖြစ်တယ်ပြောဖြစ်တဲ့အခါမှာကျွန်တော်မေးကြည့်တာအာဘန်ကောက်အချင်းနေဘယ်လိုရှိလဲအေးလားလို့ကျွန်တော်မေးကြည့်လိုက်တာသူပြောတယ်အလွန်ကိုအေးတယ် အလွန်ကိုအေးတယ်နည်းနည်းလေးအေးတာမဟုတ်တော့အလွန်ကိုအေးတာအဲ့ဒီစကားမျိုးကအလွန်ကိုခက်ခဲနားချရတာခက်ခဲအလွန်အေးတယ်ဆိုတဲ့စကားကမလွေဘူးနော်အဲကြောင့်ကျွန်တော်တို့ရဲ့ညီကိုတွေအားလုံးလည်းခရုစိုက်ပါကျွန်တော်မိတ်ဆော့မှာရှိတဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေကိုလည်းကျွန်တော်မိကြည့်တယ်မိတ်ဆော့မှာရောအချင်းတွေဘယ်လိုရှိလဲတငယ်ချင်းတို့အေးလားသူတို့ပြောတယ်မနေ့မနေ့ဆိုရင်တုံညောင်အေးတာရေရိုးလေးအေးတာပေါ့ တုံနေအောင်အေးတာအဲ့ဒီစကားကအတိတ်ပဲရှိတာမဲဆော့မှာကျွန်တော်နေခဲ့တယ်တခါမှအဲ့လိုအေးတာမခံရဘူးဒီစင်ပေါ်တစ်နှစ်လုံးကျွန်တော်နေခဲ့ပူတယ်တလပိုင်းကနေ၁၂လပိုင်းအထိကျွန်တော်နေခဲ့တယ်အေးတာကျွန်တော်တခါမှမသိဘူးအခုအတော်လေးကိုအေးတယ်ကျွန်တော်တငယ်ချင်းတွေကခလုံးပြောကုန်တယ်အတော်လေးကိုအေးတယ် ကျွန်တော်စီမှာတို့နေ့စဉ်နေရာမျှပြောပြလာတယ်အခုဘန်ကောက်မှာဆိုရင်လဲအတော်လေးကိုအေးတယ်မြောက်ပိုင်းမှာရှိတယ်ဒီအခုကျွန်တော်ပြတဲ့ဒီ background ရဲ့ပုံပေါ်နော်ခဲတောင်ခဲတယ်ဘလောက်အေးလဲဆိုတာအကြောင်းအလွန်ကအနေရများတယ်မြောက်ပိုင်းမှာလည်းအနေရများတယ်လို့တောင်ပိုင်းမှာလည်းအနေရများတယ်အဲကြောင့်မြောက်ပိုင်းမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ညီကိုတွေကျွန်တော်ရဲ့မြန်မာနိုင်ငံသားတွေအားလုံး နွနွထွထွရှာလုံခြုံတဲ့နေရာကိုရှာပါ နေပါလှုပ်ဆောင်ပါတွာလာပါလို့ကျွန်တော်တတိပေးချင်တယ်မြောက်ပိုင်းမှာရှိတဲ့ကျွန်တော်ရဲ့ညီကိုတွေလည်းတတိထားပေးပါမြောက်ပိုင်းမှာရှိတဲ့ကျွန်တော်ရဲ့ညီကိုတွေလည်းတတိထားပေးပါတတိနဲ့နေပါကျွန်တော်ဒါလေးပဲပြောချင်တယ်တချို့လူတွေကတော့တိတယ်ဒီအကြောင်းအရာလေးကဆိုရှယ်မီဒီယာတုံးတဲ့လူတိုင်းတိတယ်ကြားမှာပဲ အဲကြောင့်ကျွန်တော်ကကိုကမတွေ့ရဘူးမတိဘူးထိုင်းနေပဲတည်င်းတွင်လဲကျွန်တော်တို့ရုပ်ရှင် TV ထဲမှာကြည့်လိုက်တယ်တို့ရဲ့ထိုင်းတည်င်းထဲမှာကြီးညာတယ်ဒီလိုဒီလိုဒီလိုဖြစ်တယ်ဒီလိုဒီလိုဖြစ်တယ်ကိုမှနားမလဲလားတို့တပ်ပုံပဲပြတာကိုမှနားမလဲလားအခုကျွန်တော်ရဲ့အကောင့်လေးကို subscribe လုပ်တာပြပါကျွန်တော်ပြောထားတဲ့ဒီအကြောင်းအရာလေးကိုနေ့စဉ်နဲ့အမျှကျွန်တော်အစ်တစ်အစ်တစ်တော့အချက်အလက်အစ်တစ်အစ်တစ်တော့တည်င်းတွေကိုကျွန်တော်လာရောက်ညှဝေပေးမှာဖြစ်တယ်အဲကြောင့်ကျွန်တော်ရဲ့အကောင့်ကို subscribe လုပ်တာပြပါ share လောက်လောက်သွားပေးပါ comment လေးတစ်ချောင်းရေးသွားပေးပါ like လေးတစ်ခုပေးသွားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ video ကိုကြည့်သွားတော့ညကိုမှန်မှအရောက်ဆိုင်ဒီကိုရေးချမ်းသာခြင်းကိုရေးချမ်းသာခြင်းတော့ပြည့်စုံကြပါစေလို့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်အရောက်ဆိုင်ကိုကျေးဇူးတင်ပါတယ်